သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April လ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Bangkok ရောက် main online အစည်းအဝေးပြီးည7:00တော့ပဲညပိုင်းအချိန်ကြီးပြန်ရောက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံ Bangkok မြို့မှာကျင်းပနေတဲ့ Bimstack ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အာနာသိန်းစစ်ကောင်းဆောင် main online က အစီအဝေးပြီးညမအိတ်တော့ပဲမြန်မာနိုင်ငံကိုညပိုင်းအချိန်ကြီးပြန်ရောက်လာကြောင်းသိရှိရပါတယ်။၎င်းဟာဘန်ကောက်ကိုသွားမယ့်အကြောင်းကို2025ခုနှစ်ဧပြီလ2ရက်နေ့မှသာအနီးကပ်အတိပေးခြင်းဖြစ်ပြီးယင်းနောက်ဧပြီလ3ရက်နေ့မှဘန်ကောက်ကိုသွားရောက်ခဲ့ခြင်းဖြစ်ကဧပြီလ3ရက်နေ့ညပိုင်းတညအိတ်ပြီးဧပြီလ4ရက်နေ့ရဲ့အစီအဝေးပြီးညပိုင်းဆက်မအိတ်တော့ပဲပြန်ရောက်လာခြင်းဖြစ်ပါတယ်။ အာနာဒိန်စစ်ကောင်းဆောင်ရဲ့ပြပပြန်ခီးစဉ်တိုင်းမှာအိုစီဘုံမောင်းတွေတိုက်ခတ်ပြီးစစ်မှုထမ်းဟောင်းများစစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်များကကြိုဆိုလေးရှိပေမဲ့ယခုအခါညပိုင်းချိန်ကြီးပြန်ရောက်လာတဲ့အတွက်၎င်းကိုလူတစုကသာဖြစ်တယ်လို့ကြိုဆိုခဲ့ကြောင်းတွေ့ရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာငလင်တန်တစ်နန်းစီရဲမွန်တန်းတွေရုံမဖြစ်မနေပြန်လဲတက်ကြဖို့နဲ့နေပြည်တော်ပြင်ပကိုပြောင်းရွှေ့ထွက်ခွာခြင်းမပြုလို့စစ်ကောင်စီကညွှန်ကြား ငလင်တန်တဲ့ဝန်ထမ်းများစာဝတ်နေရေးအဆင့်ပြေစေဖို့စစ်ကောင်စီကပံ့ပိုးမှုအလွန်နှေးပါဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလင်တန်တဲ့နန်းစီတဲ့ဝန်ထမ်းတွေအနေနဲ့ရုံးမဖြစ်မနေပြန်လည်တက်ကြဖို့နဲ့နေပြည်တော်ပြင်ပကိုပြောင်းရွှေ့ထွက်ခွာခြင်းမလုပ်ဖို့စစ်ကောင်စီကညွှန်ကြားလာကြောင်းနေပြည်တော်နန်းစီတဲ့ဝန်ထမ်းများကပြောဆိုပါရယ်။မတ်လ28ရက်နေ့မွန်လွဲပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအိမ်ရများဝန်ကြီးဌာနရုပ်များစွာပြိုကျပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ရတဲ့အပြင်ဝန်ထမ်းများနဲ့မိသားစုဝင်များမှလည်းတေဆုံးမှုများရှိခဲ့ကြောင်းမတ်လ28ရက်နေ့လှုပ်ခတ်အပြီး9ရက်အကြာ ာမှာစစ်ကောင်စီကနန်စီတဲ့ဝန်ထမ်းတွေအနေနဲ့လာမယ့်ဧပြီလ9ရက်နေ့ကစပြီးရုံးမဖြစ်မနေတက်ကြဖို့ရုံးကိုလာရောက်လက်မှတ်ရေးထိုးတဲ့ရင်ပေးဖို့ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်တို့ပေမဲ့လက်ရှိအချိန်ထိနန်စီတဲ့ဝန်ထမ်းများနဲ့မိသားစုဝင်များမှငလင်ပေးကြောင့်နေထိုင်စရာပျောက်ဆုံးနေပြီးလမ်းပေါ်နဲ့နေရာချပေးထားတဲ့ရွက်ပြင်တင်းငယ်များမှာ ဖြစ်တယ်လို့နေထိုင်နေရဆဲဖြစ်ကြောင်းပြုတ်ချနေတဲ့ဝင်တဲ့အိမ်ရန်များအောက်မှာအလောင်းများကိုရှင်းလင်းနိုင်ခြင်းမရှိသေးပဲဖြစ်တယ်လို့နေထိုင်ကြရတဲ့အပြင်တောက်ရည်နဲ့တုံးရည်အခက်အခဲချက်ပြုတ်စားတောက်เสียအခက်အခဲများလည်းကြုံတွေ့နေရကြောင်းသိရှိရပါတယ်လာမယ့်ဧပြီလ9ရက်နေ့ဝန်ထမ်းတွေရုံးပြန်တက်ရမယ်။သတင်းပို့ခိုင်းတယ်။ရုံးတက်လက်မှတ်ထိုးရမယ်။နေပြည်တော်မှာပဲရှိနေတယ်ဆိုတာအတိအပြုသတင်းပို့ခိုင်းတာလို့နေပြည်တော်တမဝရမဝန်ကြီးဌာနမှာအရာတန်းတအုပ်ကပြောဆိုပါရတယ်။ လက်တလုံးနေပြည်တော်မှနန်းစီရဲမွန်းနှမြနေပြည်တော်မှမိသားစုလိုက်စွန့်ခွာနေဆိုတဲ့တဲ့င်းများကြောင့်ခွင့်ပြုချက်မရပဲနေပြည်တော်မှစွန့်ခွာမှုများကိုခွင့်မဲ့ပြက်ကွက်တယ်လို့တတ်မှတ်ပြီးဝန်ထမ်းစီမင်းစည်းကမ်းများနဲ့အညီအရေးယူမှာဖြစ်ကြောင်းတက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ငလင်တန်တဲ့ဝန်ထမ်းတွေတက်စွမ်းသမျှအကူအညီပေးနေတယ်လို့လည်းဝန်ထမ်းများကိုအသိပေးလာကြောင်းသိရှိရပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်မှာရှိတဲ့မြမမီးရထားရုံချုပ်ဝန်ထမ်းအင်ရန်များအနက်မှာလေးတက်တိုက်အမှုတန်းအင်ရန်25လုံးအရာတန်းအင်ရန်18လုံးမှာပျက်စီးခြင်းပြိုကျခြင်းနဲ့အကွဲခြင်းတို့ကြောင့်လူနေထိုင်ရမရတော့ကြောင်းထို့ကြောင့်စစ်ကောင်စီကဝန်ထမ်းများနဲ့မိသားစုများကိုနေပြည်တော်ပုပ္ပတိရီမြို့နယ်မှာရှိတဲ့နေပြည်တော်ဘူဓာကြီးအမတ်တပလက်ဖောင်းနဲ့ကိုလံပို့ဆောင်ရေးဝင်းထဲမှာယာယီနေထိုင်ရန်နေရာချပေးထားကြောင်းတို့ရရင်မြည်သည့်အကူကြီးမှမပေး၍တောက်တုံးရီစားနပ်ရိက္ခာနဲ့အမိုးကမြအကူကြီးလိုအပ်နေကြောင်းသိရှိရပါတယ် ဘယ်သူမှလည်းလာမကြည့်ကြဘူးရေးတောင်တပူးနှစ်ထောင်နဲ့ဝဲတောက်နေရတယ်ငလင်ကြောင့်မြမမိယထဝန်တန်းနဲ့မိသားစုဝင်12ဦးတည်ဆုံးပါတယ်14ဦးကတော့ပြင်းထန်တန်ရာရပါတယ်ကျွန်တော်တို့ကဘယ်သူမှလည်းလာမကြည့်ဘူးတောက်ရင်မရှိလို့တောက်ရင်20လီတာတပူးကိုနှစ်ထောင်နဲ့ဝဲတောက်နေရတယ်လို့မြမမိယထဝန်တန်းတို့ကဆိုပါတယ်စကောင်စီကငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေကိုပြုတ်ပြင်နေရာမှာနေပြည်တော်စီယုံကျုပ်တမရအိမ်တော်ကာကွယ်ရေးဝန်ကြီးဌာန လန္ဒရာများကိုဦးစားပေးပြုပြင်နေပြီးဝန်ထမ်းအင်ယာတွေကိုဦးစားပေးပြုပြင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ဝန်ထမ်းအင်ယာတွေကိုပြင်ဖို့မပြောနဲ့ဒီကျွန်တော်နဲ့တိုက်အောင်မှာရှိနေတဲ့မိသားစုဝင်တွေရဲ့အလောင်းတော်တေချာမရှင်းပေးဘူး။ ပုတ်စော်ကနန်နေပြီးမိသက်ကိုအလောင်းလာထုတ်ပေးဖို့အကြောင်းကြားတော့လဲအလဲဆောက်မှာပြောတယ်ဌာနအကြီးအကဲတွေကိုပြောတော့လဲပုတ်စော်နန်နဲ့နေရာနဲ့ဝေးဝေးနေနောက်ရက်ပိုင်းကြာရင်အနှံ့ပြောက်ပြီးရိုးသွားပါလိမ့်မယ်ပြောတယ်ဘလောက်တောင်တာဝန်မယူလဲစဉ်းစားကြည့်လို့နေပြည်တော်ဝန်ထမ်းအင်ရများနေထိုင်ရာခရီးအင်ရမှာနေထိုင်သူနန်စီတီယံဝန်ထမ်းတအုပ်ကဆိုပါတယ်နေပြည်တော်ဟာမတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုများပြားတဲ့နေရာဖြစ်ပြီးထိခိုက်ဒေဆုံးမှုအရေးအတွက်များပြားတဲ့နေရာလည်းဖြစ်ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဆန္ဒပြတဲ့ ဲ့အတွက်ဖန်ဆီးခြင်းခံရတဲ့ထိုင်းကျောင်းသားပြန်လည်လွတ်မြောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အာနာသိန်းစစ်ကောင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လိုက်တဲခုခဲ့တဲ့ဟိုတယ်အတွင်းဝင်ရောက်ဆန္ဒပြခဲ့တဲ့ထိုင်းတက္ကသိုလ်ကျောင်းသားဖန်ဆီးခံရပြီးနောက်ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းထိုင်းသတင်းမီဒီယာများမှသိရပါတယ်။ဆန္ဒပြခဲ့တဲ့တက္ကသိုလ်ကျောင်းသားပွန့်ဟာရေစကန်ကိုဖန်ဆီးခေါ်ဆောင်တွားခံရချိန်မှာလဲပူပေါင်းဆောင်ရွက်ခဲ့ပြီးဥပဒေနဲ့မဆန့်ကျင်တဲ့အတွက်ရစ်တက်ဖွဲ့ကအမှုမဖွင့်ပဲပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထိုင်းတကယ်သူចောင်းသားပွန်ကထိုင်းနိုင်ငံအနေနဲ့မင်းအွန်လိုင်းကိုမကြိုဆိုចောင်းအစီအဝေးဟာအပြစ်မဲ့သူ6000ကျော်ရဲ့သွေးများစွန့်နေចောင်းစသဖြင့်ပြောဆိုကဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ဆန္ဒပြခဲ့တဲ့တကယ်သူចောင်းသားအနေနဲ့ခွင့်ပြုချက်လိုအပ်တဲ့နေမီမှာဆန္ဒပြခဲ့တဲ့အတွက်ရဲစခန်းကိုခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၎င်းကိုယနေ့မှအမှုမဖွင့်ပေမဲ့အထောက်အထားများယူထားပြီးဖြစ်တဲ့အတွက်နောက်တစ်ချိန်မှအမှုဖွင့်တရားစွဲဆိုနိုင်ခြင်းရှိကြောင်းသိရှိရပါတယ်။ အာနာသိန်းစစ်ကောင်းဆောင်ဟာဘင်းစတက်အစီအွေတက်ရောက်ချိန်မှာယမန်နေ့ဧပြီလ3ရက်နေ့မှာထိုင်းနိုင်ငံကိုရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာငလင်ဘေးအလူရင်ဝိုက်ရိုက်ခံရမှု3ဦးကိုဖမ်းဆီးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းအမရပူရမြို့နယ်စာချင်းဝရက်ကွက်ငလင်ဘေးတင်ပြည်သူများထံတွားရောက်လှူဒန်းပြီးပြန်လာတဲ့မော်တော်ယာဉ်မောင်းနဲ့မီနီအိုးဝေမောင်းသူတို့စကားများရမှာ ရင်ပေါ်လိုက်ပါလာသူများကိုဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်မှာပါဝင်သူ၃ဦးကိုဖမ်းဆီးအရေးယူထားကြောင်းဒေသခံများကပြောပါတယ်။အဆိုပါဖြစ်စဉ်ဟာအမရပူရာမြို့နယ်ငေတိုးအုပ်စုစာချင်းဝရက်ကွက်မှာယမန်နေ့ဧပြီလ3ရက်နေ့မွန်းလတနားရီဝက်ကျင်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးငလင်တန်တစ်ပြည်သူများအတွက်ပစ္စည်းလူတိုင်းရန်လာတဲ့ကားနဲ့မီနီအိုးဝေထိခိုက်ရာမှာစကားများကြပြီးမီနီအိုးဝေပန်ရှင်ရဲ့မိသားစုဝင်များရောက်လာကကားမောင်းသူနဲ့ကားပေါ်ပါလာသူများကိုဝိုင်းရိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။ဖြစ်တဲ့နေရာကလမ်းကလည်းကျင်းတယ်။လာလူတဲ့ကားကအပြန်လက်တစ်ဖက်မှာရေလွန်နေတဲ့ကားက le vale, shiro ကြော်တက်လိုက်တဲ့အချိန်ရထားတဲ့မီနီအိုးဝေကိုခိုက်မိသွားတယ်။ခိုက်မိတဲ့အချိန်မှာမီနီအိုးဝေမောင်းသူနဲ့ကားသမားတယောက်တစ်ခွန်စကားများရာကလက်ပါလာကြတာလို့ဖြစ်စဉ်ကိုသိရှိထားသူဒေသခံကဆိုပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်မော်တော်ယာဉ်မောင်းသူမှာဥကောင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကားပေါ်ပါလာသူ၃ဦးကလည်းဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိတော့တိကျသိတဲ့၃ဦးကိုဖမ်းဆီးထားတယ်။ထွက်ပြေးလွတ်မြောက်နေသူ၂ဦးရှိပါတယ်လို့ဒေသခံကဆက်ပြောပါတယ်။ယမန်နေ့လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာကားများအကြတုံးနဲ့တန်တရွင်ကင်ဆောင်ထားတဲ့သူများကလူ၃ဦးကိုရိုက်နှက်နေပြီးအမျိုးသား ားတအုပ်ကတနက်ပစ်ဖောက်ကလူစုခွဲခဲ့တယ်လို့တွေ့ရပါတယ်။အဲ့ဒီတနက်ပစ်ဖောက်သူမှာရက်ကွက်အုပ်ချုပ်ရေးမှူးတအုပ်ဖြစ်ကြောင်းတရင်ရင်းမြစ်တအုပ်ကပြောတော့လဲတီချာအတီပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူး။တနက်ကရက်ကွက်အုပ်ချုပ်ရေးမှူးတွေကိုပေးထားတာပါ။ရက်ကွက်သူရက်ကွက်သားတွေမှာမရှိပါဘူးလို့တရင်ရင်းမြစ်ကပြောပါတယ်။ဝိုင်းရိုက်နှက်ခံရတဲ့ရင်မှာမန္တလေးမြို့နန်းတွင်းရှိဘုံကြီးကျောင်းပိုင်မော်တော်ယာဉ်ဖြစ်ကြောင်းသိရှိရပါတယ်။ ဖြစ်စဉ်ဗီဒီယိုဖိုင်ကိုလူမှုကွန်ရက်မှာခေါင်းစဉ်အမျိုးမျိုးနဲ့ဖော်ပြခဲ့ပြီးနောက်ယနေ့ဧပြီလ၄ရက်နေ့မှာဖြစ်စဉ်ဖြစ်ပွားရာရက်ွက်ကိုလာရောက်လှူဒန်းမဲ့လူရှင်များမလာရေးကြတော့တဲ့အတွက်ရက်ွက်တာဝန်ရှိသူများကလမ်းထိပ်အထိတွားရောက်ခေါ်ဆောင်နေကြောင်းဒေသခံများကပြောပါတယ်အခုလိုအဆင်မပြေတဲ့ကာလမှာတယောက်နဲ့တယောက်ဒေါသတွေရှည်တဲ့မတင်မဲ့နှိမ့်ညံ့နိုင်လေးနဲ့လှုပ်စေခြင်းနဲ့ဗျာ လာလူတဲ့အလူရှင်တွေကိုလည်းစိတ်နှောက်ရှက်မဖြစ်ရလေအောင်စနစ်တကျလေးနဲ့ဝေးတာလေးယူပေးကြဖို့တိုက်တွန်းကြပါတယ်အချင်းချင်းစည်းလုံးညီညွတ်မှလိုအပ်တဲ့တိုးတက်တဲ့နိုင်ငံပြန်ရမှာပါလို့အမရပူရမြို့နယ်နေဒေသခံတအုပ်ကမှတ်ချက်ပြုပြောပါတယ်မန္တလေးမြို့မှာငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုများပြခဲ့ပြီးမန္တလေးလှုပ်ခတ်ပြီးတပတ်ပြည့်တဲ့ယနေ့အထိပျက်စီးမှုများရဲ့80ရာခိုင်နှုန်းတွင်သာကုညီကေစီရှာပွေရေးများလှုပ်ဆောင်နိုင်သေးကြောင်းဒေသခံများကဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငပူတော်မှာဆက်လက်တစည်းကိုဖမ်းဆီးနှိပ်စက်နေတဲ့စစ်ကောင်စီတပ်သားများကိုပြည်သူများကပြန်လည်ခုခံတိုက်ခိုက်ရမှာ ရဲတအုပ်သိမ်းဆုံးပြီးပစ္စတိုတလက်ယူဆောင်ကထွက်ပြေးလွတ်မြောက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ဧရာဝတီတိုင်းငပုတော်မြို့နယ်ငရုတ်ကောင်းနယ်မြေဂေါ်ရင်ကြီးကျောင်းမှာဆက်လီတစည်းကိုဖမ်းဆီးနှိပ်စက်နေတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြည်သူများကပြန်လည်ခုခံတိုက်ခိုက်ရမှာရဲတအုပ်သိမ်းဆုံးပြီးပစ္စတိုတလက်ယူဆောင်ကထွက်ပြေးလွတ်မြောက်သွားကြောင်းဒေသနေပြည်သူတို့ကပြောဆိုပါတယ်။ယမန်နေ့ဧပြီလ3ရက်နေ့ညနေ9:30မိနစ်အချိန်ခန့်မှာငပုတော်မြို့နယ်ငရုတ်ကောင်းနယ်နှက်မော်ကြီးရွာအုပ်စု ပင်လယ်ပြင်အနီးမှာရခိုင်တိုင်းရင်းသား၁၄ဒစီရောက်ရှိနေကြောင်းသတင်းအရငရုတ်ကောင်းမြို့အုံကြီးကျွန်းအမြောက်တပ်မှဗိုလ်မှူးတန့်စင်လင်းငရုတ်ကောင်းနယ်မြေရဲစခန်းမှာရဲတပ်သားမိုးထက်ဝလာကျော်နဲ့နတ်မော်အုပ်စုမှစစ်ရေးတို့၃ဦးဟာတွားရောက်စစ်ဆီးဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုဖမ်းဆီးပြီးနောက်ဖမ်းဆီးရရှိတဲ့ဆက်လီကိုရှေ့မှာမောင်းခိုင်းပြီးဒေသခံဆက်လီကိုအနောက်မှာကျိုးပြင်ဆွဲကငရုတ်ကောင်းနယ်မြေရဲစခန်းကိုခေါ်ဆောင်လာစဉ်လမ်းတလျှောက်စစ်ကောင်စီတပ်သားများကရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုရိုက်နှက်နှိပ်စက်ခြင်းကြောင်းကော်ရင်ဂျီကျွန်းအနီးမှာရှိတဲ့နတ်တပုကျေးရွာအနီးအယောက်မှာရိုက်နှက်ခံရတဲ့ပြည်သူများကပြန့် ံနဲ့ခုခံတိုက်ခိုက်ရမှာရဲတပ်သားမိုးထက်ဝလာကျော်တိတ်ဆုံးပြီးဘုံမိုးနဲ့စရေးတို့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒါအပြင်ဘုံမိုးကင်ဆောင်နဲ့ပစ္စတိုတလက်ကိုလည်းပြည်သူများကယူဆောင်ပြီးထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ရခိုင်ဘက်ကလာတဲ့ဆက်လီကိုဖမ်းလာတာပြက်နေတဲ့ဒေသခံဆက်လီကိုနောက်ကနေကျိုးနဲ့ဆွဲလာတယ်။ သူတို့နှိပ်စက်နေတာမခံနိုင်တော့လို့တန်တုံနဲ့ပြန်ရိုက်ပြီးထွက်ပြေးသွားတာစက်ခဘိုးရဲ့ပစ္စတိုတနက်ပါယူဆောင်သွားတယ်လို့သိရတယ်။နောက်ကပါလာတဲ့ဆက်လီကိုတော့ကျိုးကိုဓာတ်နဲ့ဖျက်ပြီးထားခဲ့တယ်လို့ဒေတာခံပြည်သူတို့ကပြောဆိုပါတယ်။ရဲတပ်သားမိုးထွက်ဝလာကျော်ဟာယနေ့ဧပြီလ၄ရက်နေ့နနက်၆နာရီခန့်မှာတေဆုံးခဲ့ခြင်းဖြစ်ပြီးရက်ကြီးစေးရာလဲဓာတ်ထုတ်ခံရတဲ့ဒဏ်ရာတွေနဲ့စိတ်ကူတနေရကြောင်းဘုံမှုတန့်စင်လင်းဟာလဲပတိန်စေးယုံကိုပို့ဆောင်ကူတနေရကြောင်းတတိပြန်လဲလာ၍မင်္ဂလာတုံစေးယုံကိုလွှတ်ပြောင်းလိုက်ကြောင်းသိရှိရပါတယ်။တေသွားတဲ့ရဲတပ်သားမိုးထွက်ကိုငရုတ်ကောင်းကန်းကြီးဒေတာကလူတွေအလုံးယွန်းရှာနေ င်ကြတာကြာပြီပြည်သူကိုတအားရိုက်လို့ရက်ကြီးစရိတ်ကတော့ဓာထုတ်ခံရတယ်မသိဘူးဗျပူမှုကတော့သတိပြန်လည်လာလို့ပသိင်ကနေမင်္ဂလာတော်စစ်စင်းရုံကိုလွတ်လိုက်တယ်သူလည်းပြည်သူတွေအပေါ်အတော်ဆိုးပါတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းကိုထိတ်သီးအစည်းအဝေးကိုဖိတ်ကြားခဲ့တဲ့ထိုင်းနဲ့ဘင်းဆက်အဖွဲ့ဝင်နိုင်ငံများအားလုံးစစ်အုပ်စုရဲ့ရဇဝင်များတွင်ကြံ့ရပါပတ်သက်ဟု Justice for Myanmar ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဘင်းစက်အစည်းအဝေးကိုတက်ရောက်ခွင့်ပြုခဲ့တဲ့ထိုင်းနိုင်ငံနဲ့ဘင်းစက်အဖွဲ့ဝင်နိုင်ငံများရဲ့ဆုံးဖြတ်ချက်အပေါ်ကန့်ကွက်ရှုတ်ချကြောင်းလူ့ခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar JFM ကယနေ့ထုတ်ပြန်လိုက်ပါတယ်။ဒါ့အပြင်ထိုင်း၊အိန္ဒိယ၊သီရိလင်္ကာများနဲ့အတူဘင်းစက်အဖွဲ့ဝင်နိုင်ငံများဟာမြန်မာစစ်တပ်ကိုလက်နက်ဆက်ဆက်ပစ္စည်းနဲ့ငွေကြေးထောက်ပံ့မှုများဖြင့်စစ်တပ်ရဲ့နိုင်ငံတကာရန်စွဲမှုများတွင်ပါဝင်ပတ်သက်နေကြောင်း JFM ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းအင်အားပြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အုံအပြက်များအောက်မှာရုပ်အလောင်းများစွာကျန်ရှိနေပြီးတိုင်းပြည်အကြီးအကျယ်ပျက်စီးနေချိန်မှာစစ်ကောင်းဆောင်မင်းအွန်လိုင်းကဘင်းစက်ထိပ်သီးအစည်းအဝေးကိုတွားရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ် စစ်အုပ်စုဟာငလင်တန်တဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီများနဲ့ကေဆယ်ရေးလုပ်ငန်းများကိုပိတ်ပင်တားမြစ်ခဲ့တဲ့အပြင်ငလင်ဘေးတင်ဒေသတွေအပါအဝင်နေရာအများအပြားကိုလည်းလေကြောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့ Justice for Myanmar အဖွဲ့ကဆိုပါတယ်။ Bimstep ဟာ2022ခုနှစ်မှာမြန်မာစစ်အုပ်စုကိုရာဇဝမှုဆိုင်ရာအပြန်အလှန်ဥပဒေအကူအညီပေးရင် Bimstep သဘောတူညီချက်မှာလက်မှတ်ရေးထိုးခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်ဟာလူပုဂ္ဂိုလ်များတင်နေရာရှာဖွေခြင်းနဲ့မိသူမိဘတတ်မှတ်ခြင်းတရင်အချက်လက်မျှဝေခြင်းရှာဖွေဖန်ဆီးခြင်းအဖန်ဆီးခံရရသူတွေကိုတတ်သိခံချက်ရရှိစေရေးသို့မဟုတ်စုံစမ်းစစ်ဆေးမှုများတွင်ကူညီရရှိစေရေးတို့တွင်ဒေတာတွင်ပူးပေါင်းဆောင်ရွက်မှုကိုလွယ်ကူစေတယ်လို့ GFM ကဆိုပါတယ် ရင်းဟာစစ်အုပ်စုကိုထောက်လှမ်းရေးတရင်အချက်လက်များစစ်ဘက်ရဲဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများရရှိစေဖို့အလွန်အမင်းအထောက်အကူဖြစ်စေခဲ့ပြီးတပြိုင်တည်းမှာပဲစစ်ရာဇဝဲမှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝဲမှုများကိုအပြစ်ပေးအရေးယူခံရခြင်းနဲ့အလင်းမရှိဆက်လက်ကျူးလွန်နေမှုများပေါ်မှားရွေးတဲ့နိုင်ငံကြီးတရားဝင်မှုပေးအပ်ကဖုံးကွယ်ခြင်းကိုလည်းဖြစ်စေတယ်လို့ GFM ကဆိုပါတယ်။ ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာမင်းအွန်လိုင်းကိုတက်ရောက်ခွင့်ပြုလိုက်တဲ့ဆုံးဖြတ်ချက်ကိုကျမတို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ရိုဝင်ဂျာရဲ့အပေါ်လူမျိုးတွေတက်ပြတ်မှုအပါအဝင်ရာဇဝတ်မှုတွေကျူးလွန်မှုတွေအတွက်တာဝန်ရှိနေတဲ့စစ်ရာဇဝတ်ကောင်တအုပ်ကိုဘင်းစတက်နဲ့ထိုင်းအစိုးရကလက်ခံကြိုဆိုနေတာဟာဝမ်းနည်းပွဲကောင်းပါတယ်။ဒီလိုကြိုဆိုမှုဟာမြန်မာပြည်သူတွေလင်းနစ်ကြော်ကြခုခံဆန့်ကျင်နေတဲ့စစ်အုပ်စုကိုတရားဝင်မှုပိတ်အပ်လိုက်တာဖြစ်ပြီးသူတို့ကိုပုံမိုရေးတင်းလာစေမှာဖြစ်တယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကပြောဆိုပါတယ်။ ဒါပြင်ထိုင်းနိုင်ငံအပါအဝင် Bimstep အဖွဲ့ဝင်နိုင်ငံများဟာမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရန်စွမ်းမှုများတွင်အောက်ပါလောက်ရများနဲ့ကြံရပါပတ်သက်နေတယ်လို့လဲ GFM ကအတိအလင်းထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီများဟာ2023ခုနှစ်ဘန်နာရီနှစ်အတွင်းမြန်မာနိုင်ငံကို American Dollar တန်120တန်ဖိုးရှိစစ်လက်နက်နဲ့ဆက်ဆက်ပစ္စည်းများကိုရောင်းချပေးပို့ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့အများပိုင်းရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited PTTEP ဟာမြန်မာနိုင်ငံအတွက်အရေးပါတဲ့ကမ်းလွန်တဘာဝတန်ငွေစီမံကိန်းများကိုလုတ်ကင်နေပြီးတဘာဝတန်ငွေများရောင်းချမှုမှတဆင့်စစ်အုပ်စုကိုနိုင်ငံခြားငွေကြေးများရှာဖွေပေးလျက်ရှိပါတယ်။ရင်းလုတ်ရက်ကထိုင်းအစိုးရအားစစ်အုပ်စုရဲ့စစ်ရာဇဝမှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုများတွင်တိုက်ရိုက်ကြံရပါပတ်သက်စေပါတယ်။အိန္ဒိယဟာရုရှားတရုတ်တို့နဲ့အပြိုင်မြန်မာစစ်အုပ်စုထံစစ်လက်နက်နဲ့စစ်ပတ်ဆိုင်ရာပစ္စည်းများအားအထူးကရောင်းချထောက်ပံ့နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ရရှိထားတဲ့ကုန်သွင်းကုန်ထုတ်လုပ်ငန်းများအပေါ်အခြေခံပြီးအိန္ဒိယနိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီများမှစစ်အုပ်စုထံစစ်လက်နက်ရောင်းချပေးပို့နေခြင်းများညှော်နှဲသွားခြင်းမရှိဘဲဆက်လက်ပို့ဆောင်နေကြောင်းကို Justice for Myanmar ကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာ Bharat Electronics Limited BEL ဟာရေကြောင်းထောက်လိုင်းရေးမှာအသုံးပြုတဲ့ Electronic Optic ရဲ့စောင့်ကြည့်ထောက်လိုင်းရေးစနစ်နှစ်ခုကိုမြန်မာစစ်တပ်ရဲ့ပစ္စည်းဝယ်ယူရေးညွှန်ကြားမှုဦးစီးဌာနထံတင်ပို့ခဲ့ပြီးရင်းတင်ပို့မှုမတိုင်မီ2024ခုနှစ်မှာလည်းမြန်မာစစ်တပ်ထံကုန်ပစ္စည်းများစွာတင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင် BEL 2024ခုနှစ်အတွင်းအဲဒနာများ telescope တိုင်များ cable အစီးများဓာတ်အားထောက်ပံ့ရေးစနစ်များနဲ့အမျိုးမျိုးသော electronic နဲ့ electromagnetic ပစ္စည်းများကိုမြန်မာနိုင်ငံကိုပို့ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာပြည်တွင်လက်နက်ထုတ်လုပ်ရေးစက်ရုံများမှစစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို2024ခုနှစ်မှာ Pradesh မြို့ရှိ Indian Army Educational Corps Training College Center တွင်လကောက်2022ခုနှစ်တွင် Hyderabad မြို့ရှိ အိန္ဒိယ Military College of Electronics and Mechanical Engineering တွင်၎င်းလေ့ကျင့်သင်တန်းများပေးခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒါ့အပြင် Justice for Myanmar ကရရှိထားတဲ့ကုံသွင်းကုံထုတ်မှတ်တမ်းများအရသီရိလင်္ကာနိုင်ငံဟာလည်းလေကြောင်း Electronic ပြတ်တမှုစနစ်တစ်ခုအပါအဝင်လေယာဉ်ပံကများနဲ့ဒလန်များအခြားလေယာဉ်အစိပ်ပိုင်းများနဲ့ရေနံစီများကိုမြန်မာကို2024ခုနှစ်မှာတင်ပို့ရောင်းချခဲ့ပါတယ်။လူမျိုးတော်တက်ပြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်မှုများအတွက်စုံစမ်းစစ်ဆေးခြင်းခံရရတဲ့မြန်မာစစ်ကောင်းဆောင်ကို ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်စေခဲ့သောတချိန်တည်းတွင်ပင်မြန်မာစစ်အုပ်စုကိုနှစ်ရှီလာများစစ်လက်နက်ဆက်ဆက်ပစ္စည်းများနဲ့ငွေကြေးထောက်ပံ့လျက်ရှိတဲ့ဒေတာရင်းအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ဘင်းစတက်နဲ့အဖွဲ့ဝင်နိုင်ငံများဟာမြန်မာစစ်တပ်ကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုများတွင်ကြံရပါပတ်သက်နေပြီဆိုတာကိုပုံပြီးထင်သာမြင်သာရှိလာစေခဲ့တယ်လို့ Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ဤပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေ့ကြပါစေခင်ဗျာွှန်လန်းချမ်းမြေ့ကြပါစေခင်ဗျာွှန်လန်းချမ်း